အိမ်တောင်သက်၅လလောက်သာရှိသေးပေမဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဇနီးဖြစ်သူကိုလှုပ်ကြွေးပြုစုနေတဲ့ကိုနေဝင်းသူပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အခုခေတ်ကာလမှာတော့လင်မယားတွေချစ်သူရင်းသားတွေကြားမှာတစ္ဆာတရားဆိုတာက တော်တော်လေးကိုရှားပါးတဲ့အရာတစ်ခုလို့ဖြစ်နေပါရယ် အိမ်ချောင်တစ်ခုမှလည်းခင်ပွန်ဖြစ်သူကဖောက်ပြန်တာမျိုးမဟုတ်ရင်ဇနီးဖြစ်သူကဖောက်ပြန်တာမျိုးတွေကိုအမျိုးမျိုးအဖုံဖုံကြားရပါတယ်။အခုဆိုရင်တော့ဇက်ကားတွေမှာဆိုရင်အိမ်ချောင်ရေးဖောက်ပြန်ကားတွေကိုတင်းတင်းကြဲကြဲနဲ့အရိုက်ကူးနေကြတဲ့ခေတ်ပေါ့။ဒီလိုမျိုးအချင်းချင်းသစ္စာမရှိပဲအိမ်ချောင်ရေးဖောက်ပြန်တဲ့သူတွေကြီးပဲလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။လက်များချင်းချင်းချစ်ခင်ကြပြီးတော့သစ္စာရှိရှိနဲ့နေထိုင်တဲ့သူတွေကလည်းအများအပြားရှိပါသေးတယ်။အခုလိုမျိုးအင်တာနက်ကိုတင်းတင်းကြဲကြဲနဲ့အသုံးပြနေကြတဲ့ခေတ်မှာလိုင်းပေါ်ကနေအိမ်ချောင်ဘက်မသိအောင်တိတ်တိတ်ကလေးနောက်မီးလင်းဖို့အတွက်ရင်းစား ားထားဖို့ဆိုတာတော်တော်လေးကိုလွယ်ကူတဲ့ကိစ္စတစ်ခုလို့ဖြစ်သွားခဲ့ပါတယ်။ခြေကောင်း၎င်းနဲ့တောင်မှအခုလိုမျိုးဖောက်ပြပြီးတော့နောက်မီးလင်းနေကြတဲ့ခင်မောင်မတန်ဆွမ်းဆိုရင်တော့အချင်းဇရိတမကောင်းပဲတစ္ဆာမရှိတဲ့သူကတော့ဖောက်ပြမှာအမှန်ကန်ပါပဲ။အခုရပိုင်းအင်တာနက်ပေါ်မှာနာမည်ကြီးနေရကတော့အင်ထောင်ဘတ်ဖြစ်သူဇနီးမယားနဲ့၅လလောက်ပဲပေါင်းတင်ရပေမဲ့အကြောင်းတစ်ခုကြောင့်နဲ့အုံနောက်ပြက်ကလုံးဝကိုလူမမာတယောက်ဖြစ်သွားတဲ့ဇနီးတဲ့ကိုကိုရိုင်းလုံကျွေးပြုစုနေရကတော့မကွေးတိုင်းချောင်းမြို့နယ်ကအကိုနေဝင်းသူဖြစ်ပါတယ်။ အစားပထမကတော့ကိုနေဝင်းသူနဲ့မရွရွနိုင်တို့ဟာချစ်ကြိုက်မြတ်တာမျှခဲ့ကြပြီးတော့မယားမမတ်သားမမတ်နဲ့လက်ထပ်ပေါင်းသိမ်းခဲ့ရပါ။အဲ့ဒီအချိန်မှာတော့ကိုနေဝင်းသူဟာကိုရီးယားမှာအလုံးလုံးကင်နေပါတယ်။ကိုနေဝင်းသူနဲ့ဇနီးဖြစ်သူမရွရွနိုင်တို့က9လလောက်ပဲပေါင်းသိမ်းနေထိုင်ခဲ့ကြပြီးတော့ကိုနေဝင်းသူတယောက်ကိုရီးယားကိုအလုံးကိစ္စနဲ့ပြန်သွားခဲ့ရပါတော့တယ်။ဒါပေမဲ့လည်းကိုနေဝင်းသူကိုရီးယားရောက်နေတဲ့အချိန်မှာမရွရွနိုင်မှာကိုဝင်လွှဲထားရပါပြီ။ဒီလိုမျိုးလင်မယားနှစ်ယောက်တည်းရှိတဲ့မိသားစုလေးကိုရင်သွေးလေးတယောက်ရောက်ရှိလာတော့မှမို့ပျော်ရွှင်နေခဲ့ရတော့ အမှန်ပါဒါပေမဲ့လည်းဝမ်းနည်းပွဲရာသတင်းတစ်ခုကမယွယွနိုင်ဟာကိုဝင်ပြတ်ကျသွားပါတယ်ကိုဝင်ပြတ်ကျသွားတာကြောင့်တရီလောင်းအပိုင်းစားတွေကတအိမ်မှာကြန့်ရှိနေတဲ့အကြောင်းဆေးရုံကြီးကိုတွားရောက်ပြီးတော့တအိမ်ချစ်ကအစာအနာတွေကိုရှင်းလင်းခဲ့ပါတယ်အဲ့ဒီလိုမျိုးလုံးနေတဲ့အချိန်မှာဆေးရုံကသူနာပြုတ်တွေရဲ့ပေါ်ဒီပေါ်ဆနိုင်မှုကြောင့်မယွယွနိုင်တယောက်တအိမ်ချစ်နေတဲ့အချိန်အောက်ဆီဂျင်ပြတ်သွားခဲ့ရကြောင်းအုံနောက်ပြတ်သွားခဲ့ရပြီးတော့ကိုမှဝင်သွားတယ်လို့ဖြစ်သွားပါတယ်ခင်ဗျဖြစ်သူကိုနေဝင်းသူကတော့အဲ့ဒီအချိန်ကိုရီးယားကနေအပြေးပြန်လာခဲ့ပြီးတော့ဇနီးတဲ့ ကိုပြုစုဖို့အတွက်လာရောက်ခဲ့ရပါမယုံယုံနိုင်ကိုစေယုံကသူနာပြူတွေသာတခြားစေယုံကိုချက်ချင်းပို့ဆောင်နိုင်ရင်တော့အသက်အန္တရာယ်နဲ့ကြုံတွေ့မှာမဟုတ်ဘဲနဲ့အခုမှတော့အသက်ရှင်နိုင်တဲ့ရာဂိုင်နှုန်း20လောက်ပဲကျန်တော့တာပေါ့ဒီလိုသတင်းစိုးကိုကြားလိုက်ရတဲ့အချိန်မှာကိုနေဝင်းသူကလက်ရှိလောက်ကိုင်းနေတဲ့ကိုရီးယားကအလုတ်က300ရရှိနေပေမဲ့အလုတ်တွေကိုပြစ်ထားပြီးတော့မြန်မာပြည်ကိုပြန်လာခဲ့တာ ဇနီးတဲ့ကိုပြုစုဆောင်ရှောက်ပေးနေရပါအခုလိုမျိုးကိုနေဝင်းသူတယောက်လူမမဇနီးတဲ့ကိုပြုစုဆောင်ရှောက်နေရအခုဆိုရင်တော့၁၀နှစ်ကျော်ကြာမြင့်လို့နေပါပြီဇနီးတဲ့ကိုပြုစုရုံတင်မကတည်းပဲအကောင်းပကတိပြန်ဖြစ်ဖို့အတွက်ကိုနာမည်ကြီးဆေးရုံကဆရာဝန်တွေနိုင်ငံသားကဆရာဝန်ကြီးတွေနဲ့အမျိုးမျိုးသွားရောက်ကုသပေးနေခင်ရပါဒီလိုမျိုးကုသမှုတွေခန့်ယူနေရကတိုင်းပေါင်းတထောင်ကျော်လောက်ကုန်ကျသွားပြီလို့သိရပါတယ်သူအနေနဲ့ကတော့ဒီဘဝမှာသူချင်ရတဲ့ဇနီးအနားမှာပဲတသက်လုံးပြုစုဆောင်ရှောက်နေနေသွားတော့မယ်လို့ဆိုပါတယ်ဒီဗီဒီယိုကို ွှတ်အားပေးနေခဲ့ကြတဲ့ပရိသတ်တွေကရောအခုလိုမျိုးနားမကျန်းတဲ့ဇနီးတွေကိုပြုစုပေးနေတဲ့ကိုနေဝင်းသူအတွက်စေးရုံကောင်းနေတမားတော်ကြီးတွေတည်ရင်ညွှန်ပေးသွားကြပါအောင်ရှင်အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်